ဒီနေ့ဟောအာဆင်နယ်တို့ချန်ပီယံလိဂ်ဆူပလာကိုစုခိုးသွားနိုင်မလားပဲနဲ့လုံးမင်္ဂလာများသူမရအဘခွန်ရှိဝင်အချင်းကနေပြန်လည်ကြိုလိုက်ပါရင် အာဒီဒါခိုင်းနယ်လာတော့၆ရက်ကြာမြင့်လာခဲ့ပြီးတဲ့နောက်မှာအာဆင်နယ်ဟာအဖစ်ပလာလုံးတဲကိုသာစုခိုးထားနိုင်ကြတာဖြစ်ပါရင်ပြန်လည်ပြောမယ်ဆိုရင်နောက်ပိုင်းနှစ်တင်မှာအာဆင်နယ်အသင်းဟာချန်ပီယံဆင်ကောင်းသူအသင်းအနေထားကိုရောက်ရှိလာခဲ့ပေမဲ့ဆူပလာရရှိဖို့ကတော့ရုန်းကန်နေရဆဲဖြစ်ပါရင်ပြည်ရဲ့ရာသီတုန်းကဆိုရင်လည်းပရီးမီယာလိဂ်မှာတောင်ရာသီဆက်ဒုတိယနေရာနဲ့စက်သိန်းခဲ့ရသလိုချန်ပီယံလိဂ်မှာလည်းဆီမီဖိုင်နယ်အဆင့်ထိတာတက်ရောက်နိုင်ခဲ့တာဖြစ်ပါရင် ဒီတော့ပြီးခဲ့တဲ့ရာသီမှာအလန်းစားစမ်းဆောင်ရီကိုပြသထားနိုင်ခဲ့တဲ့လူစင်းနဲ့မှာထိတ်တန်းကစားသမားတွေကိုထပ်ပေါင်းထည့်ပြီးတဲ့နောက်အာဆင်နယ်တို့ဒီရာသီမှာချန်ပီယံလိဖလားပရီးမီးယားလိဖလားတို့ကိုစိန်ခေါ်နိုင်မလားဆိုတာကလည်းစိတ်ဝင်စားစရာကောင်းနေပါတယ်။ဒီရာသီကနေပြအာဒီတာရဲ့နောက်ဆုံးအခွင့်အရေးလို့ပြောမှာဖြစ်ပြီးတော့ဒီရာသီမှာအာဒီတာအနေနဲ့ချန်ပီယံလိဖလားပရီးမီးယားလိဖလားတို့လိုမျိုးအဓိကမေဂျာဆူဖလားတွေကိုစုခုနိုင်ခြင်းမရှိဘူးဆိုရင်သူ့ရဲ့နေပြရာသူဟာလှုပ်ခတ်လာဝင် ရှိနေတယ်လို့ပရိသတ်တွေကအစားသုံးသပ်ထားကြတာဖြစ်ပါတယ်။ဒါအပြင်အာဒီတာပေါ်မှာအာဆင်နယ်ပရိသတ်တွေရဲ့ မျော်လင့်ချက်အိုက်တာပရိသတ်တေရဲ့ယုံကြည်ချက်ဟာလည်းတစ်ပြေးနဲ့ယောနဲသွားနိုင်လာတာဖြစ်ပါရင်လက်ရှိချိန်မှာအာဆင်နယ်ဟာပရီးမီယာလိဂ်ပွဲအဆင့်၅ပွဲချန်ပီယံလိဂ်ပွဲအဆင့်၁ပွဲကာရာဘောင်းဖလားပွဲအဆင့်၁ပွဲစုစုပေါင်းပြိုင်ပွဲအဆင့်၇ပွဲကစားထားခဲ့ပြီးပါပြီ။ရလဒ်ပိုင်ရကြည့်မယ်ဆိုရင်ချန်ပီယံလိဂ်ကာရာဘောင်းဖလားဒီမှာနိုင်ပွဲကိုစီရရှိထားပြီးပရီးမီယာလိဂ်မှာတော့၃ပွဲနိုင်၁ပွဲတည်၁ပွဲရှုံရလည်းထွက်ပေါ်ထားပါရင်ရေပေါ်အားဖြင့်ကောင်းချမ်းချမယ်ဆိုရင်အာဆင်နယ်ဟာချန်ပီယံဆူပလားတွေအတွက်မျှော်လင့်ချက်ရှိတဲ့အသင်းဖြစ်ပါရင်အာဆင်နယ်လက်ရှိဆွမ်းဆောင်ရင်ကစားသမားစုဖွဲ့မှုတွေရချန်ပီယံဆုကိုမျှော်လင့်နိုင်တဲ့အသင်းထဲမှာမဖြစ်မနေထည့်သွင်းထားရမှာဖြစ်ပါရင် ဒါပေမဲ့ချန်ပီယံလောင်းအသင်းသင်းရဲ့အင်္ဂါဂုံရက်တွေနဲ့ပြည့်စုံနေပြီလားဆိုတာကလည်းမေးခွန်းထုတ်စရာရှိနေပါတယ်ချန်ပီယံလောင်းအသင်းသင်းဟာတောက်တင်းတဲ့လူစင်းရှိရမယ်ပွဲတိုင်းကိုရလက်ကောင်းရရှိအောင်စွမ်းဆောင်နိုင်ရမယ်ချန်ပီယံစိတ်ဓာတ်အပြည့်အဝရှိရမယ်ဖီအားရဲ့အောက်ကနေရုံထွက်နိုင်ရမယ်အစားရှိတဲ့အချက်တွေကအဓိကပါဝင်နေပါတယ်လက်ရှိအာဆင်နယ်ဟာချန်ပီယံစိတ်ဓာတ်အပြည့်အဝရှိရမယ်ဆိုတဲ့အချက်ကလွဲရင်ဂျန်တဲ့အချက်တွေအားလုံးနဲ့ပြည့်စုံနေတယ်ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါဆိုရင်အာဆင်နယ်တို့ချန်ပီယံဖြစ်နိုင်ပြီလားချန်ပီယံဆုကိုမျှော်လင့်နိုင်ပြီလားဆိုတာမေးယူရတော့မှာဖြစ်ပါတယ်ဒီကိစ္စအခုချိန်မှာအပြေပေးဖို့ဇောနေသေးပေမဲ့ လက်ရှိအာဆင်နယ်အသင်းရဲ့ပြားသားနေတဲ့စွမ်းဆောင်ရည်ရ85ရာနှုန်းလောက်တော့တင်စားနေပြီလို့သုံးသပ်ရမှာဖြစ်ပါတယ်။ဒါပေမဲ့ဘောလုံးမှာဘာမဆိုဖြစ်သွားနိုင်နေဆိုတဲ့စကားတိုင်းအာဆင်နယ်တို့တင်စားပေါ့ချန်ပီယံဖြစ်ပြီလို့တော့ပြောလို့မရသေးပါဘူး။ဥပမာအနေနဲ့ပြောရမယ်ဆိုရင်ပရီးမီယာလိမ်မှာအာဆင်နယ်ဟာအသင်းကြီးသုံးသင်းနဲ့ကစားထားမှာတဝဲနိုင်တဝဲတည်တဝဲချုံရလက်ထွက်ပေါ်ထားပါတယ်။ မန်နက်တကိုအနိုင်ရခဲ့တယ်ဆိုပေမဲ့ကစားပုံအားရစရာမရှိအားလောအောင်မန်စီတို့ကိုအနိုင်မကစားနိုင်တာတွေကအာဆင်နယ်ချန်ပီယံမျှော်လင့်ချက်လမ်းကြောင်းမှာဟန်တာဖြစ်လာနိုင်ပါတယ်။နောက်ပြီးချန်ပီယံလိမ့်မှာဆိုရင်လည်းဘိုင်ယန်မြူးနစ်၊ရယ်မက်ဒရစ်၊ဘာစီလိုနာ၊ PSG တို့လိုအသင်းတွေနဲ့ရှင်အာဆင်နယ်ဟာချန်ပီယံစိတ်သက်ပိုင်အားနည်းချက်တွေရှိနေပါသေးတယ်။ ။နောက်ဆုံးအရေးကြီးဆုံးအချက်ကတော့အာဆင်နယ်ကစားသမားတွေရဲ့ကြံ့ခိုင်မှုပြဿနာပါ။အာဆင်နယ်ကဒီဟာဒီမှာအရင်အင်အားတောင့်တင်းနေဆိုပေမဲ့အဓိကပွဲအစဉ်တွေမှာဒဏ်ရာပြဿနာတွေဆက်တိုက်ကြုံတွေ့နေရမယ်ဆိုရင်ပြဿနာရှိလာနိုင်ပါတယ်။ကစားသမားတွေဟာတူးနဲ့တူးအရေးသေးပိုင်းသိမကွာဘူးဆိုတဲ့အတိုင်းအောင်အသုံးဝင်နေနေရချင်းတော့ကွာခြားလို့ပါတယ်။ဥပမာစာကားနေရာကိုမအားရအကီဝင်ကစားနိုင်တဲ့အတိုင်းအောင်စာကားလုံးပြနေတဲ့အပိုင်းတွေကိုမအားရအကီမလုံးနိုင်သလိုမအားရအကီရဲ့စမ်းဆောင်ရည်ကိုလည်းစာကားကမတွေ့ပါနိုင်ပါဘူး။ရှုပ်ပွဲတွေမှာစာကားကိုလိုအပ်နိုင်တယ်လို့ရှုပ်ပွဲတွေမှာမအားရအကီကိုလိုအပ်နိုင်ပါတယ်။ဒါကြောင့်အာဆင်နယ်ရဲ့ဒဏ်ရာပြဿနာကလည်းထည့်သွင်းစဉ်းစားရမယ့်အချက်ဖြစ်လာနိုင်ပါတယ်။ အချက်အားဖြင့်ပြောရမယ်ဆိုရင်အာဆင်နယ်ရဲ့လက်ရှိလူစဉ်စွမ်းဆောင်ရည်ကချန်ပီယံဖြစ်ဖို့အတွက်မျှော်လင့်ချက်ပြေးဝါရှိနေပေမယ့်မထင်မှတ်ထားတဲ့ခိုက်တန်တွေဒဏ်ရာပြဿနာတွေနဲ့ချန်ပီယံစိတ်တဲ့အားနဲ့တည်းတွေကဒီခီးကျမ်းမှာတားဆီးတစ်ခုဖြစ်လာနိုင်ပါတယ်။ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့မယ်။နောက်နေ့မှလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းစာတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page ကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောနေနေကောင်းချိုလိုက်ရပါတယ်ခင်ဗျာ။